အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စီနီတပိတ်ကိုဘုံကျဲတိုက်ခိုက်ဖို့ညွှန်ကြားခဲ့သူနမကတိုင်မှုမျိုးမင်းထွေးဟာ MNDAA ထံလက်နက်ချအညံ့ခံသူဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်ပုံဖိုးရွာကိုမနေ့အောက်တိုဘာ6ရက်ညပိုင်းမှာစစ်အုပ်စုကလေးချောင်းဖုံးကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုအဓိကညွှန်ကြားခဲ့သူအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုင်မူဂုံမှုချုပ်မျိုးမင်းထွေးဟာ2029စစ်စင်ရေးကာလအတွင်းကိုကန့်တက်မတော် MNDAA အထံနက်နက်ချအညံ့ခံခဲ့ပြီးတုံ့ပန်အဖြစ်ဖမ်းဆီးခံရပြီးနောက်ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့သိရပါတယ်။တရင်ကျော်လာပြည်နေညစင်မီပူဇော်ပွဲနဲ့စီအာနာရှင်စန့်ကျင်ရေးစီမီတပိတ်ကိုချောင်းဦးမြို့နယ်တပိတ်ကော်မတီနဲ့မုံရွာအမြင့်လန်းတပိတ်ကော်မတီတို့ဦးဆောင်ကောင်း ဒေသခံပြည်သူတွေနဲ့အတူကျင်းပနေခြင်းမနေ့ကညပိုင်းမှာဆဲအုပ်စုဟာဘုံဖိုးရွာကိုစက်တက်လီလီပါရာမော်တာနဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆဲအုပ်စုရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်လာသားအွယ်ကလေးငယ်တွေအပါအဝင်လူဆဲချီတေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့တယ်လို့လည်းမုံရွာခရိုင်အမှတ်လေးတက်ရင်တက်ခွဲတုံးမုံရွာနိုင်ကင်းကဖော်ပြထားပါတယ်။အခုလိုဘုံကျဲတိုက်ခိုက်မှုရဲ့အဓိကတာဝန်ရှိသူဖြစ်သူ နမခတိုင်းဘုံဘိုးမူးချုပ်မျိုးမင်းထွေးဟာအလုတ်တင်ဘူလောင်အပတ်စဉ်26ဒီစာ26ဆင်းဖြစ်ပြီးဇကိုင်းတိုင်းမုံရွာတိုက်နယ်တကျော်ချင်းပြည်နယ်နဲ့မကွေးတိုင်းရောနယ်ဒေသတွေကစစ်စင်ရေးတွေကိုအ திக ညွန်ကြားနေသူဖြစ်တယ်လို့ CDN ပိုကြီးစင်ရောကပြောပါတယ်။မုံရွာမှာလုံနေတဲ့ပါရာမော်တာအပါဝင်ဒေချောင်းတိုက်ခိုက်မှုတွေကသူရဲ့စစ်စင်ရေးအမိတ်အောက်မှာပဲတောက်လျှောက်လုပ်နေတာပါ။နမခကိုပါရာမော်တာ၃စီးရောက်တာမကြသေးဘူးဒီနေ့မနေ့လေချောင်းဦးမြို့နယ်အလုံတက်နယ်တဝိုက်ကင်းထောက်ပြန်နေတာလည်းရှိတယ်လို့စီရီယံဘူကြီးစင်ရောကပြောပါတယ် ကိုမှုချုပ်မျိုးမင်းထွေးဟာနာမခတိုင်းမှုရာတို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ17ရက်မှာရရှိခဲ့တာဖြစ်ပြီးသူရှိကနာမခတိုင်းမှုတအုပ်ဖြစ်တဲ့ဘိုးချုပ်တန်းထိုက်စီဦးစီအရာရှိချုပ်ကြီးဒုတိယဘိုးချုပ်ကြီးရာတို့ကိုတိုးမြင့်ပြောင်းရွှေ့သွားခြင်းနာမခတိုင်းမှုအခြေအနေနဲ့ပြောင်းရွှေ့ခံခဲ့ရတာလည်းဖြစ်ပါတယ်။ကိုမှုချုပ်မျိုးမင်းထွေးနာမခတိုင်းမှုအဖြစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းမုံရွာမျိုးနဲ့အနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးမှုတွေလှုပ်ဆောင်နေတယ်လို့အခုနှစ်စံပိုင်းဇန်နဝါရီလအတွင်းက မုံရွာမျိုးပေါ်ကပြည်သူ200ကျော်ကိုလည်းအာဓမဖမ်းဆီးမှုတွေလှုံ့ဆော်ခဲ့တယ်လို့ချင်းတွင်းရုံးမှမဟာမိတ်တပ်ပေါင်းစုကထုတ်ပြန်ထားပါသေးတယ်။ဘုံမှုချုပ်မျိုးမင်းထွေးဟာမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ရဲ့2020ခုနှစ်စစ်စင်ရေးကာလအတွင်းဘိုးကန့်တက်မတော် MNDAA တန် အရှိမြောင်တိုင်းစစ်ဌာနချုပ်တိုင်မှုဘိုးချုပ်စိုးတင်းတို့နဲ့အတူ2024ခုနှစ်ဩဂုတ်လ3ရက်မှလက်နက်ချအညံ့ခံခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်ကသူဟာအမတ်တစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်မှုရာတူနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။သူနဲ့အတူစစ်တုံးပန်းတွေကို MNDAA တပ်ဖွဲ့ကဩဂုတ်လကုန်ပိုင်းမှာအတုလိုက်ကြံလုပ်ပေးခဲ့ပြီးနောက်ပိုင်းစစ်တပ်အတွင်အရေးယူမှုမခံခဲ့ရတဲ့အပြင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ရွာချေဆိုင်အမတ်ဆက်သုံးတပ်မတော်တန်းကြီးအလေးချင်းရေးကြောင်တတကဆက်သုံးမှာကြောင်းအုပ်ကြီးရာတို့ကိုရရှိခဲ့ပါသေးတယ်။ မြန်မာမဟာဗျူဟာနှင့်မူဝါဒလေးလာရေးအင်စတီကျူ ISD မြန်မာကစက်တင်ဘာ26ရက်မှာထုတ်ပြန်ခဲ့တဲ့အာဏာဗဟိုချက်အနီးရောက်လာသောစတုဒ္ဓမျိုးဆက်ဝင်စစ်ဗိုလ်ချုပ်များအစီရင်ခံစာထဲမှာလည်းဗိုလ်မှူးချုပ်မျိုးမင်းထွေးပါဝင်လာပါတယ်။စစ်တပ်ထိပ်ပိုင်ခေါင်းဆောင်တတိယမျိုးဆက်တွေကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ကဖြုတ်ထုတ်နေရပြောင်းရွှေ့ပြီးချိန်အခြားစစ်တိုင်းမှု14ဦးနဲ့တူဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့စစ်ကောင်းဆောင်အနီးရောက်ရှိလာကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးပထောင်မြို့နယ်တွင်အေးအေးသိမ့်ပိုက်ထားသောညောင်ကျိုးပြူဟာစစ်စကန်ကုန်းကိုစစ်တပ်ကပြန်လည်သိမ်းပြန်စစ်ကြောင်း၃ခုဖြင့်ထိုးစစ်ဆင်တော်လဲစစ်သား30ဦးသေဆုံးပြီးခွေပြေးဝက်ပြေးစုတ်ခွာပြေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကိုတိုင်းပထောင်မြို့နယ်တွင်အေးအေးသိမ့်ပိုက်ထားသောညောင်ကျိုးပြူဟာစစ်စကန်ကုန်းကိုအေးအေးကပြန်လည်သိမ်းယူရန်ထိုးစစ်ဆင်လာတော်လဲအ ਨੇ ဆုံးစစ်သား30ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးခွေပြေးဝက်ပြေးစုတ်ခွာပြေးသွားကြောင်းအေးအေးကသတင်းဌာနကိုပြောပါတယ်။ ယခုနှစ်ဧပြီလ၂ရက်နေ့တွင်မကိုတိုင်းမတောင်မြို့နယ်အုတ်ရှိပင်မြို့နယ်တွင်ရှိမြောင်ကျိုးပြူဟောင်းကုန်းကိုအရခတ်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းထိုချိန်ကလေးကစစ်တပ်ကလေကြောင်း drone ပစ်ကူအများအပြားမြေပြင်ထိုးစစ်အကြိမ်ကြိမ်ဖြင့်အဆိုပါပြူဟောင်းကုန်းကိုပြန်လည်သိမ်းပိုက်ရယူရန်စစ်တိုက်ကြိုးပမ်းလျက်ရှိကြောင်းထိုကြောင့်မြောင်ကျိုးပြူဟောင်းကုန်းအပအဝင်စင်လန်နှင့်လေလာတောင်တို့တွင်နေစဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရပါသည် ရှမန်နီအောက်တိုဘာလ6ရက်နေ့နံနက်9:00နာရီခန့်မှာသတင်းကြိုလာပြည့်နေ့တွင်လေစစ်တပ်ကလေးလာတောင်ရှိ AAE စခန်းကုန်းကိုအကြံဖက်စစ်ကော်မရှင်၏စကားခတစ်ဆယ်လက်အောက်ခံတရင်များနှင့်အခြားသောစူပေါင်းဆက်ပေါင်းတပ်တချို့ပါဝင်သောစစ်ကြောင်း၃ကြောင်းကလက်နက်ကြီး drone များဝိုင်းတွဲလျင်များဖြင့်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာတော့လေ AAE ကခုခံတိုက်ခိုက်ခြင်းနှင့်တံပြန်ထိုးစစ်ဆင်ခဲ့သည့်ဖြင့်စစ်တပ်ဘက်မှတေဆုံးမှုများစွာဖြင့်ဖွေးပြေးဝက်ပြေးစုခွာဖက်ပြေးသွားကြောင်းသိရပါသည် အေအေတိုက်ခိုက်မှုကြောင့်ရမန်နီမိုးလဲတနာရဲ့အချင်းစစ်တပ်စစ်ကြောင်းကထွက်ပြေးဆုတ်ခွာသွားချိန်စစ်တပ်ဘက်မှ30ဦးသေဆုံးပြီးထဏ်ရန်ရရှိသူအများအပြားရှိကြောင်းယနေ့အော်တိုဘာလ9ရက်နေ့တွင်မူစစ်တပ်ကချုံအားပြုတိုက်ခိုက်မှုမျိုးသားပြုလုပ်တော့ကြောင်းသိရပါတယ်ဒီနေ့အချိန်တွေကသူတို့အဲ့ဒီကုန်းဖက်ဝင်ခြင်းကိုလာပြီးမှချုံနဲ့ပုံကျဲတဲ့ထိုးစစ်စင်နေသွေးတို့ဆန်နေဒီလောက်ပဲရှိပါတယ်ခုအေအေသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ဂျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အလုံးမဲရှင်လန်းချမ်းမြေကြပါစေရှင်